မီယာတို့ကပူပြီးကျန်းတဲ့မက်စမန်အသစ်တကောင်လုံးရှိလာတော့မယ်ဆိုတာဟောင်းကြီးတိပြီးသွားပြီလားမတိသေးဘူးဆိုတော့ဒီပြိုလို့အဆုံးထိချက်ရှုံးလိုက်တော့စောစမ်းကြီးတော်ကြီးကိုဖုံးစံတိုင်းပဲဒီပြိုလေးမစခင်ဗီဒီယိုလေးကို like ပေးပြီး channel လေးကို subscribe လုပ်ခဲ့ဖို့လည်းလုံးဝလုံးဝမမေ့ပါနဲ့အေးစိမ့်ပဲဟဲ့မယ်ခေါင်းကြီး let's go သူရဲ့ပတ်စစ်သူရဲ့ပတ်စစ်ကကြောင့်ကျွန်တော် enemy ညမမို့ minion တွေကို damage ပေးတိုင်းမှာကျွန်တော် bone step ဆိုတဲ့ဟာလေးတွေတက်လာမယ်တခုထိုးကြလာကသူရဲ့ step step ပုံကကျွန်တော်တို့တွေခရမ်းအောင်ဘာနဲ့ဖြစ်ပြီးတော့တခြား hero တွေရဲ့ energy ဘာနဲ့မတူ 外面表面的这哪了，撇巴嘞！ ဆိုတော့ brother တို့အနေနဲ့ဒီ setup ကြီးကွာပြီဆိုရင်လည်းပဲကျွန်တော်နောက်ထပ် bone shot ဆိုတဲ့ဒီမျိုးကနန်းလေးတစ်ခုထပ်ပြီးပေါ်လာမယ်ပေါ့နော်ဆိုရင်မို့အဲ့ကနန်းလေးကဘာကောင်းတာလဲစောက်ရန်ကောင်းတာဟောင်းယူဘာကောင်းတာလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်ပုံမှန်အမြင် setup machine ရဲ့အချိန်ဆိုသူကပြစ်နေမယ်ဆိုရင်ကျွန်တော်တွေတစ်ခုတည်းနဲ့ပဲပြစ်တယ်ပေါ့နော်တကယ်လို့မြန် brother စီမှာ setup 10ခုစုမိထားတယ်ဆိုရင်သူရဲ့ basic attack လုပ်တိုင်းမှာသူရဲ့ setup တွေမှာပါဝင်ပြီးတော့10ချိန်တိတိစုစုပေါင်း17ချိန်တိတိ enemy ကို basic attack ပေးလို့ရမှာပဲဖြစ်ပါလေအဲ့ဒါကြီးကတော်လီကျင်းတယ် 看那里。 ကျန်းတယ်ဆိုလို့ခဏလေးနေတော့သူ့ရဲ့စက်တက်ကအခု30တိတိစုလို့ရတယ်။ကျောင်းဘလောက်ကျန်းလဲမကျန်းလဲဆိုတော့ဟောမျိုးကသူစဉ်းစားလိုက်တော့ okay လား။ဆိုတော့မို့သူ့ရဲ့ passive ကတခုရှိတာကပေါ့နော်။အဲ minion တွေကို visit တက်လောက်တာထဲကျွန်တော်တို့ enemy တွေကိုပြစ်မယ်ဆိုရင်စက်တက်ကပို့ပြီးတော့ညံ့တယ်။ပြီးပြီဆိုတာနဲ့ enemy တကောင်ကိုကင်းနိုင်လိုက်မယ်ဆိုရင်စက်တက်တခုကဒိန်းကနေနဲ့ surprise တက်တော့မှာပဲဖြစ်ပါတယ်။ဆိုတော့မို့ဒီအချမ်းနဲ့ရင်ကျွန်တော်တို့တွေကလေလာတို့မီယာတို့ထက်ပို့ပြီးကျန်းသွားနိုင်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ ွန်းတစ်ခုရှိတာကကျွန်တော်တို့ပွဲတစ်ပွဲမှာစက်တက်30ကျည်တိရအောင်စုဖို့ဆိုတာလွယ်ပါမလားသူရဲ့ skill 1 skill 1ကတော့ကျွန်တော်တို့အကွာအဝေးတစ်ခုကနေပြီးတော့အဲ့ဒီမျိုးအတက် plan ပြီးတော့လုပ်လိုက်တာပေါ့နော်လင်းသားရဲ့ skill 1နဲ့အချမ်းမြအပြင်ကျွန်တော်တို့တူတယ်လို့ပြောလို့ရတယ်ရိုးရှင်းတယ်လို့ထင်ရပါမယ်တကယ်လည်းအဲ့လိုမရိုးရှင်းဘူးသူရဲ့ skill 1ကသူရဲ့ passion နဲ့အတွဲပြီးအလုပ်လုပ်ပါလေသူရဲ့ passion များလေလေ skill 1ကပိုပြီးကျန်းလေလေပါတကယ်လို့ဘာသာလုံးနေနဲ့ passion 30ကျည်စုမိထားတယ်ဆိုရင်သူရဲ့ skill 1ကို enemy ကိုထိအောင်လေးပဲပြလိုက် enemy ဖျားမှာတောက်သွားနိုင်တဲ့အချိန်မှာရှိပါတယ်တခုတက်ပြီးရှိတာကသူရဲ့ scale 1က enemy အတန်းလိုက်ရှိရဆိုရင်အတန်းလိုက်အကုန်လုံးကိုထိတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရင် step ဆူရတာပို့ပြီးတော့လွယ်ကူဈေးမယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့မို့ scale 1ကသုံးတက်မယ်ဆိုရင်တော်တော်လေးအသုံးဝင်ပြီးတော့ step 30ဒီစူဖို့အတွက်ကူညီပေးမယ့်အရာတခုကိုကျွန်တော်ပြောလို့ရတယ် scale 2 scale 2ကတော့ကျွန်တော် dance လုပ်လိုက်တယ်လို့ပြောရမယ်ဒါပေမဲ့ dance လုပ်လိုက်တာနဲ့မပြီးသေးဘူး dance လုပ်လိုက်နေဆိုရင်ကိုက900%တီတီကို0.5 1.3 second ပုံမြင်လာမှာပဲဖြစ်ပါတယ်။ဒါပေမဲ့တခုစိတ်မကောင်းတဲ့သတင်းကတော့သူ့ရဲ့ dash ကဝေါ်ချော်လို့မရပါဘူး။ဒါကတော့တော်တော်လေးမမိုက်ကဲကိစ္စလို့ကျွန်တော်တို့ပြောရပါမယ်။ကျွန်တော်တို့ဒီ new hero ရဲ့ AD make ကတော့စောက်ဆန်းကြီးလို့ပဲပြောရမယ်။ဘာလို့လဲဆိုတော့ဒီစက်တုံပြောရမယ်ဆိုရင် Franco ချင်းနဲ့တူတယ်ဗျာ။ Franco ချင်းကဆွဲလိုက်ပြီဆိုရင် enemy ကပါလာတာဖြစ်ပြီးတော့သူ့ရဲ့ AD make က enemy ကိုထိသွားပြီဆိုရင်ကိုက enemy နားကိုပါသွားတာပေါ့နော်။ဆိုရင်ကမိုက်ကမစောက်ဆန်းကြီးလို့ပြောတာ။ဒါပေမဲ့ကိုကအဲ့ဒီ AD ကို enemy ကိုထိအောင်သုံးနိုင်လိုက်မယ်။ ဆိုရင် enemy ကလုံးဝ flicker တွေပါတွေတုံးပြီးခေလို့ရတော့မှာမဟုတ်ဘူးတိုင်တိုင်းလမ်းလျှောက်ပြီးတော့သွားလို့ရတယ်ပေါ့နော်အဲ့လမ်းလျှောက်တဲ့အချိန်မှာလည်းပဲကိုကိုရိုင်းကလည်းပဲတကယ်ဒီရိုးတိုင်ကြီးလူမျိုးလေးပါနေမယ်ဆိုတော့အနေထားမျိုးဖြစ်အောင်သူလုပ်ပေးထားတယ်ဆိုတော့မလို့ enemy လည်းပြေးလို့မရအောင်ကိုလည်းပြေးလို့မရအောင်ကျွန်တော် CC ရဲ့ enemy main နဲ့နည်းနည်းလေးဆင်တယ်လို့တော့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်ပေါ့နော်ဆိုတော့မလို့အဲ့ဒါကလည်း3စက္ကန့်တိတိကြာမှာဖြစ်ပါတယ်ဆိုတော့မလို့တော်တော်လေးတော့ဆောက်ဆန်းကြီးလို့ပြောရမယ်ဒါပေမဲ့သူ့ရဲ့ enemy main ကဒါတွေမပြီးသေးဘဲနဲ့သူ့တက်ဆောက်ရင်ကျန်းတဲ့အချက်ကြီးကျန်းသေးတယ်ဘာလဲ ဆိုတာပြောပြမယ်။သူရဲ့ animate သုံးလုပ်ထားတဲ့အချိန်မှာသူရဲ့ skill 1နဲ့ skill 2ကနောက်လျှောက်သုံးလို့ရနေမှာဖြစ်ပြီးတော့ဒီနဲ့ပူချဲသွားနေတဲ့အချက်ကသူရဲ့ passive က auto active ဖြစ်နေမှာပဲဖြစ်ပါလေ။သူရဲ့ passive ကစက်သက်30အထိသာရှိနေမယ်ဆိုရင်တော့အဲ့ဒီအချိန်ခံလိုက်ရတဲ့ hero ကလုံးဝပေဖို့ပေချာနေပြီလို့ပြောချင်တာဗျာ။ဆိုတော့မတော်တော်ကြီးကိုချဲနေလို့ပြောရမယ်။ဒီနဲ့ပူပြီးချဲသွားနေတဲ့အချက်ကဘာလဲဆိုသူရဲ့ skill 2နဲ့ animate ကိုပေါင်းပြီးသုံးတာ။ဒီနဲ့အတိုင်းပဲ1ကြီးပတ်ပတ်တူဝေဝေဖြစ်နေတယ်ပေါ့နော်။ဆိုတော့မလို့အဲ့လိုမျိုး enemy ကိုပတ်ပြီးပြင်မှာချင်းတဲ့လောက်မျိုးဟဲ ရတာလည်းခက်မယ်ဗျာကျွေးတော့မို့ဒါကြီးကတော်တော်ကြီးကိုကျန်းနေလို့ကျွန်တော်တို့အနေနဲ့ပြောရမယ်ကျွန်တော်တို့ဘာသာရောအနေနဲ့ရောဒီ hero ရဲ့အဲ skill 1 skill 2 AD main passive တွေကိုဘယ်လိုမြင်လဲတကယ်ကျန်းလာမယ်လို့ထင်လားကျွန်တော်ကတော့မြင်အောင်နေရဗျာတော်တော်လေးကိုကျန်းလာမယ်လို့ပြောရမယ်ဒါပေမဲ့အခုကဒါ advance server မှာမရှိနေသေးတယ် official server မှာမထွက်လာသေးတာဖြစ်လို့ကြောင့်ကျွန်တော်တို့ adjustment တွေပါလို့လုပ်ဝင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့ဒီတိုင်းကြီးကဆိုရင်ကတော့တကယ်ကိုဘယ်လိုပြောမလဲ ban ယူရမယ် maximum အစ်စ်တကောင်လို့ပဲကျွန်တော်အနေနဲ့ပြောနေတယ်ကျွန်တော် brother တို့ဘလို့မြင်လဲကိုမမဘလို့လဲဆိုတော့မင်းကတို့ရပါတယ်ကဲဒီမျိုးလေးစုံမသက်ခင်ကျွန်တော်မတိသေးတဲ့လူတွေအတွက်နဲ့မေ့နေတဲ့လူတွေအတွက်ကျွန်တော်အတိလေးထပ်ပြီးပေးခြင်းတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် event နဲ့မှာ save na second ကို save na ကြောင့် second ပေါ့နော်ကြောင့် second ကို free ပေးနေတယ်ဆိုတော့ brother တို့အနေနဲ့မယူရသေးဘူးဆိုရင်ဒီမှာပေးထားတဲ့သူတို့ကတ်လေးတွေကိုရှာပြီးတော့ဒီ second လေးကို free ယူဖို့လုံးဝလုံးဝမမေ့နဲ့ပြီးပြီဆိုတာနဲ့ brother တို့အနေနဲ့ဒီ second ရဲ့ second ဖွဲ့တွေဘာတွေညာတွေကတန်လားမတန်လားဆိုတာတော့ brother တို့အနေနဲ့ဒီ video လေးကိုသွားကြည့်လို့ရတယ်အခုကျွန်တော်ကိုယ်ကလည်းပြ ြပေးထားတယ်ဗျာ။ဆိုတော့ကျွန်တော်တော်လေးစကင်းပတ်လေးတွေကဘိုင်းရဲ့ထဲမှာပါတယ်လို့ကျွန်တော်အနေနဲ့ပြောပါမယ်ဗျာ။ဆိုတော့ brother တို့ဒီ event ကတော့မြင်းနဲ့အတိုင်းပဲကျွန်တော်အချင်းကျုံလေးနဲ့အဲလုံရင်းလိုရှင်လေးပြောမယ်ဗောနော်။မြင်းနဲ့အတိုင်းပဲကျွန်တော်တို့ level 1, level 2, level 3ဆိုပြီးရှိတယ်။ level 1ဆိုရင်တော့35ကဲအပြည့်အောင်ကလေး35ကဲရပြီဆိုတော့ level 1အောင်တော့မှဖြစ်ပြီးတော့ကျွန်တော်ဒီစကင်းလေးကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့် brother တို့အနေနဲ့ level 2ဆိုရင်တော့ကျွန်တော်ဒီခဲအောင်က25ကဲလိုအပ်မှာဖြစ်ပြီးတော့အဲ level 2ပြည့်သွားပြီဆိုတာနဲ့ brother တို့အနေနဲ့ဒီစကင်းလေးကိုအဲရမှာဖြစ်ပါတယ်။ special စကင်းဗောနော်ကိုကြိုက်တဲ့ဥစ္စာတစ်ခုရွေးရ ်မျိုးရမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ level 3 level 3ဆိုရင်တော့ကျွန်တော်တို့ဒီခင်းအောင်ပြ35ကက် ရမှာဖြစ်မှာပဲဆိုတော့မို့ဒီသုံးမငါခဲရဖို့ဆိုတော့ဒေါ်လီခက်နေဆိုတော့ရောက်လာတော့နေနေရဖို့အတွက်လည်းအဲဒူသားရမယ်ပေါ့နော်ဆိုတော့မြင်းတဲ့အတိုင်းပဲဒီကျွန်တော်တို့ညောင်စကင် EP စကင်ပြင်တခြား EP စကင်တွေအများကြီးလဲဒီမှာပေးထားတယ်ဆိုတော့ကိုကြိုက်တဲ့စကင်ရွေးယူလို့ရတယ်ပေါ့နော်ဆိုတော့မို့ brother တို့အနေနဲ့ဟုတ်ပြီဒီကက်တွေငါတို့ဘယ်လိုစုကြမလဲဆိုတော့မြင်းတဲ့အတိုင်းပဲကျွန်တော်ဆိုရင်ဘယ်နှကက်ရထားလဲဆိုတော့ level 1တော့မပြီးသေးဘူးပေါ့နော်22ကက်ပဲကျွန်တော်ရထားသေးတယ်ဆိုတော့ကက်တွေရဖို့အတွက်ဆိုတော့မြင်းတဲ့အတိုင်းပဲ gag gag ဆိုတာပေါ့ကွာအဲအမလေးကိုကလိန်လုံးလိုက်အမရပြီဆိုတော့လည်းကျွန်တော်တို့ draw လေးတွေကို confirm ပြီးတော့ draw လေးကို confirm ဖန်းအဲဒါမျိုးလေးလုံရင်းနဲ့ကျွန်တော်တို့တွေကကက်လေးတွေစုပေါင်းမှာပဲဖြစ်ပါတယ်တကယ်လို့ brother တို့အနေနဲ့ဒီတက်မြင်းမြန်ဆန်ဆန်ပူပီးရခြင်းနဲ့ဆိုရင်ကတော့ကျွန်တော် exchange ကတ်ဆိုတာတွေကိုသွားဒီမှာမြင်းနဲ့အချိန်မှာကိုယ့်ရဲ့တငယ်ချင်းနဲ့ကို့မှာရှိတဲ့ကတ်တွေသူ့မှာရှိတဲ့ကတ်တွေကိုအလဲလဲလုပ်ပြီးတော့ကျွန်တော်လွယ်လွယ်ကူကူယူလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ brother တို့အနေနဲ့တငယ်ချင်းတွေရှင်တော့ပိုကောင်းတာပေါ့ဗျာကဲဆိုတော့ brother တို့အနေနဲ့အမေနဲ့ဒီ skin လေးကိုအဲ mission လေးတွေလုပ်ပြီးတော့ဝင်ယူ16ရက်ကျန်သေးတယ် โอเคดีတယ်ညနိုင်သေးတယ်ဆိုရင်တော့မလို့ဘရဒါတို့အနေနဲ့မြန်ဆန်ဆန်တိတက်ပူပြရခြင်းလဲဆိုရင်တော့တငငယ်ချင်းနေတဲ့အတူတူလောက်ကြโอเคလားကောင်းညိုကဲဆိုရင်တော့ဒီနေ့ပြီးရင်လည်းဒီနေ့တလောက်ပါပဲဆုံးနေချင်ပြရကြအောင်ချင်းအောင်ကျေးဇူးပြည့်ချင်ပါတယ်အားလုံးပဲ bye bye My power grows.